အားလုံးပဲမင်္ဂလာပါရှင်ချောပါဒီနေ့ချောကဘယ်ကိုရောက်နေရလဲဆိုတော့ရန်ကုန်ကျောင်းလမ်းထဲမှာရောက်နေရပါကောင်မလေးရဲ့ခြေထောက်မှာလုံးဝရေပန်းစားနေမဲ့ coffee ဆိုင်လေးတစ်ဆိုင် sim card ဆိုတဲ့ design လေးပါဒီတော့မှတစ်ပင်ပန်းမင်လေးလည်းရှိတာမို့လို့တမောင်ရိုက်ချင်တဲ့ချောတို့လိုကောင်မလေးတွေတော့တော့အထူးသင့်မြော်ပါပါဒီ design ကတကယ်ချင်းနေနဲ့ issue လာပြီး chair လောက်ချင်လို့ရှိရင်လည်းအဆင်ပြေတယ်အထက် indoor ပုံစံလေးရတယ်လုံးဝ classic ဆန်ပြီးတော့ sofa လေးတွေလည်းသူတို့ကခြားထားပေးတာမို့လို့ချောတို့လိုတမောင်ရိုက်ရတာအရန်ကိုကြိုက်တဲ့လူတွေပတ်လဲဒီနေရာလေးမှာတမောင်ထလာလေးရိုက်လို့ရပါတယ် အောက်မှာကျတော့ဓပေါ်ရိုက်လို့ရတဲ့လူငယ်တွေတော့အရှင်ပြေရဲ့ဒီဆိုင်ရဲ့ signature ဖြစ်ဆုံးလေးကတော့ဒီနေရာလေးပေါ့နော်ဒီနေရာလေးမှာဒီဆောက်လေးရဲ့ပြလို့ရတဲ့အင်အောင်နိုင်မီလေးတွေကလုံးဝအမိုင်းတိုက်လေးပဲမလို့ချောကတော့ဒီနေရာလေးကိုအရင်ကြိုက်ပါတယ်ဒီနေရာလေးကိုချောကအရင်တော့ကလည်းလာကူးတယ်ဒီနေရာလေးမှာပုံလေးတွေလည်းအများကြီးရိုက်သွားဘူးရယ်ပြီးတော့ဒီအခန်းလေးကပေါ့လုံးဝက Instagram file လေးလောက်ထားအောင်လို့တော့ရရှင်တဲ့ကောင်မလေးတွေတော့ကတော့ဒီနေရာလေးက အဆင်ပြေလောက်ဖြစ်မှာပါเนาะအရင်ကလည်းဓာတ်ပုံလေးရိုက်ဘူးလဲဆိုတော့ဒီတစ်ခေါက်လည်းချောတာဓာတ်ပုံလေးအများရဲ့တော့ဖို့ရှိပါတယ် အပေါ်ခန်းလေးမှာတော့ပြောလို့ရှိရင်သပွဲကုန်လေးပုံများတယ်။ရုံးသမားတွေအလုပ်လုပ်ချင်လို့ရှိရင်မက်ဆေ့ဒီနေရာလေးကတော့ပို့ပြီးအဆင်ပြေရပါတော့နော်။ဒီအပေါ်ဖွဲ့စည်းပုံကကြာလုံးဝလက်ဆရီဆက်ဆန်လေးနဲ့တစ်တစ်ဆစ်ဆဲအေးဆစ်ဆဲနေနေတဲ့လူတွေတော့ဆိုရင်တော့အထူးတင်ပြအောင်မှာပါ။ပကြီကားလေးရအများကြီးရှိရဲ့ပြင်ပြလို့ရှိရင်ဒီလိုမျိုးပေါ့လက်ဆရီဆက်ဆန်ဆိုဖာလေးလည်းထထားပေးတာမဟုတ်လို့ပုံရရှင်တဲ့ကောင်မလေးတွေအတွက်ဒီနေရာလေးကလည်းအဆင်ပြေမယ်လို့ချောရတော့ထင်ပါတယ်ချောလေဒီအပေါ်ထက်လေးမှာတပုံလေးရှောက်ပက်ရိုက်ကြည့်လိုက်အောင်မယ်နော် ကဲချောမာတာလေးတွေလည်းရောက်လာပြီဆိုတော့ပုံရိုက်တာလေးကိုခဏညာပြီးတော့စားပြရှာလေးရေးစားရမယ်နော်ဒီနေ့ချောကဒီဇိုင်းရဲ့ပေါ့နော်လူကြိုက်အများဆုံးဖြစ်တဲ့ကချင်စတိုင်ဇမ်ဘာဘလူးရဲ့ပြလို့ရှိရင် beef noodle လေးရဲ့ပြီးတော့ချောပါမဖြစ်အငဲနဲ့တောက်တဲ့ ice latte လေးရဲ့ကိုမှားထားပါတယ် ပြလို့ရှိရင်ဒါလေးကတော့ဗာမိဒီဒီလို့ပြောရင်ပေါ့နော်ပြလို့ရှိရင်ကျွန်တော်တခုချင်းနေစပြပါမယ်ဓာတ်ပေါက်ဆိုပေမဲ့အမြင်လေးကတော့ထမင်းကြော်လေးနဲ့တူနေရပါပေါ့ဒီဒီအရဲထူးကြကြပေါ့နော်အရသာလေးကလည်းတကယ်ကိုကောင်းမွန်ပြီးတော့ချောချိုင်နဲ့ကိုက်နေပါတယ်ပြီးတော့ဒီဆိုင်မှာနမယ်ကြီးတော့ဖြစ်နေတဲ့မီနူးလေးကိုလည်းမှားစားကြည့်ရတော့မလုံးဝချောချိုင်နဲ့ပတ်သက်ပါပဲဒါလေးကတော့ big noodle လေးပေါ့နော်ခေါက်ဆွဲသားလေးကလည်းလုံးဝပါ မင်းနဲ့ညာလေးကတကယ်စားလို့ကောင်းတယ်ချောပြောတော်မူပြောပြတော်ဦးပေါ်တော့ဒီဆိုင်ရဲ့ဒါလေးရလဲလူကြိုက်အများဆုံးဖြစ်နေပါဆိုတာတကယ်ဟုတ်မှန်းလဲချောကြိုက်နေတဲ့ဒါလေးရလဲကွက်တိပါပဲပုံလေးရလဲရှောက်ရိုက်ထားတာမော်နေပြီဆိုတော့အိုက်လက်သေးလေးကိုထောက်ကြည့်ပါမယ်ညာသေးဦးကလည်းအပြင်မှာပုံနေရဆိုတော့လုံးဝဒီရသေးဦးမျိုးတော့ကွက်တိပဲပေါ့နော်ချောကြက်လေးကဘာလဲဆိုတော့ဒီဆိုင်လေးကလုံးဝဝင်လိုက်ကြတဲ့ခမန်းမိုင်းအညိုရောင်ဖိုင်လေးဆိုတော့ကော်ဖီတစ်ခေါက်ကိုတောက်လိုက်ရတဲ့ခံစားချက်နဲ့တော့တကယ်ကွက်တိပဲအဆင်ပြေတယ် ဒီလိုရောလာလို့ရှိရင်ချောအခုမှားတာမိမျိုးဆက်လေးကိုစမ်းစားကြည့်ဖို့မမေ့နဲ့နော်ကဲနော်ဟုတ်ဖို့ဖြစ်တယ်။အမီတေးလေးကိုလည်းတက်ပါမယ်။ကဲဟောဘာလို့ချွတ်ချွတ်ဆုံးနေလဲတကယ်တော့တောက်လို့ကောင်းတယ်တခြားနှစ်ဖက်အရသာရင်တော့တို့ပေါ့နော်။ ဆိုင်လေးပါရခင်ကြောင်းလမ်းထဲမှာရှိတဲ့ sim card ဆိုတဲ့ဆိုင်လေးပါဒီဆိုင်လေးကတော့အခု3လပိုင်းကနေစပြီးတော့တပတ်လုံးမှာမှတင်းငွေနေတဲ့ရတဲ့ပိတ်တော့တာเนาะဒီဆိုင်လေးကမနက်9:00နာရီညနေ6:00နာရီခွဲထိဖွင့်တာမို့လို့တိုက်တဲ့အချိန်လာလို့ရပါတယ်ရှင်။ချောကနောက်ပတ်တွေမှာရောဘလူနီယာကဘလူကော်ဖီဆိုင်နှစ်လလေးတွေကိုညွှန်ပြသွားမလဲဆိုတာကိုသိကြရင်เนาะချောတို့ရဲ့ BDM Media ရဲ့ Facebook Page လေးကို like and following လုပ်ထားရင်းနဲ့ဆောင်းမျှော်ကြည့်ရှုနိုင်ပါတယ်။ချောနဲ့အတူနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်เนาะ။ Bye bye Psst. <laughs>